1388ခုနှစ်ခုနှစ်အတွက်အင်္ဂါသားသမီးရဲ့တနစ်ဆောင်အထူးဟော့စတယ်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့စမတ်နေနဲ့ကတော့ဒီအထူးဟော့စတယ်ကြီးမှာဘာတွေပါလဲပေါ့နော်။အဲ့တော့အင်္ဂါသားသမီးရဲ့ဒီလက်ရှိဒီတနစ်အတွင်းအတွက်အလောက်ကန်ကိစ္စတွေစီးပွားရေးခန္ဓာတွေငွေကြေးခန္ဓာလူမှုရေးခန္ဓာတွေနောက်အိမ်တွင်းအိမ်နောင်ရေးပေါ့နော်။ကျန်းမာရေးပညာရေးအစား မေတ္တာရေးကဏ္ဍလေးတွေဆောင်ရွက်ရှောင်ရွက်နေပြုလုပ်ရမယ့်ရည်ရည်လေးတွေကိုတခုချင်းပြပြပေးတော့မှာဖြစ်ပါတယ်။လက်ရှိနှစ်ကဲတော့မမီတို့ရဲ့ဒီအင်္ဂါသားသမီးတွေရဲ့ဒါအခုလက်ရှိ hostel အပြင်အင်္ဂါသားသမီးတိုင်းကိုရာခိုင်နှုန်းပေါ့နော်ဒါအာအကုန်လုံးထိနော်ဒါဒီ hostel ကြီးကတူညီမယ်လို့တော့ဒါဆက်မမဆိုလို့ဘူး။ဘာကြောင့်လဲဆိုတော့အင်္ဂါသားသမီးတွေဒီနှစ်မှာ မိမိတို့ရဲ့တက်ရောက်နော်တက်ရောက်လူတိုင်းလူတိုင်းမှာတက်ရောက်ဆိုတာရှိရဲ့ဥမာတက်ရောက်တိုင်နေမှာမှကိုယ့်ရဲ့တိုင်ကတိုင်ထက်ရောက်နေတဲ့နှစ်တွေဆိုရင်အကန့်သာအားကောင်းတဲ့တိုင်အောင်ရောက်နေတဲ့သူတွေဘုံမိကြနေတဲ့သူတွေဒီလက်ရှိဒီနှစ်မှာဘုံငါသားမီးဘုံမိကြတဲ့သူတွေမိမိရဲ့နော်တက်ရောက်တိုင်အောင်ကြနေတဲ့သူတွေအတွက်ဗောနော်နေပြမိနေတဲ့သူတွေအတွက်ကတော့အနှဲငယ်ခက်ခဲမှုတွေတွေလက်ရှိ hostel နဲ့ခက်ခဲမှုတွေတွေပိုကြုံတွေ့ရနိုင်တယ်နော်အဲ့တော့တိုင်ထက်ရောက်နေတဲ့သူတွေဗောနော် ော်အမ်ကောင်းနေတဲ့သူတွေအထက်ကတော့လက်ရှိ hostel ng အတိုင်းเนาะဒါအာသွားလိုက်မယ်နောက်ပြီးတော့လက်ရှိပိုကောင်းတဲ့เนาะဒါအခွင့်အလမ်းကောင်းတွေလည်းပေါ်လာနိုင်တယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့တက်ရောက်ရှိတိုင်ကိုယ့်ရဲ့တိုင်မှာအာကိုယ်တိုင်ထိရောက်နေလားတိုင်အောင်ရောက်နေလားဘယ်လိုမျိုးသိရလဲဆိုတော့ကိုယ့်ရဲ့တနစ်စာကန်စာတာကိုစစ်ကြည့်မှသိရပါလိမ့်မယ်เนาะဒါကတော့ဒါပြဲမြဒါအကုန်လုံး အင်္ဂါသားသမီးတိုင်းအတွက်ကိုဆံမကဟောထားပေးတာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ကအင်္ဂါသားသမီးတွေရဲ့ကံစရာလေးကတော့လက်ရှိပေါ့နော်ဒီနှစ်မှာဆိုရင်ကောင်းမွန်တဲ့အထဲမှာတော့ပါပါတယ်နော်အဲ့တော့ကောင်းမွန်တဲ့အထဲမှာပါပါတယ်ဒါမဲ့ဆံမကလက်ရှိဒီကြုံတွေ့ရမဲ့လုပ်ငန်းစီးပွားခံတာလေးတွေကိုဒီနှစ်မှာအရင်ဆုံးစတင်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်အင်္ဂါသားသမီးရဲ့လုပ်ငန်းစီးပွားအနေထားလေးတွေက အာလက်ရှိနေထားထက်ကိုအနေငယ်ပို့ပြီးတော့တိုးတက် ပြောင်းလဲလာပါလိမ့်မယ်။နော်လက်ရှိအာဒါဒီနှစ်မှာဆိုရင်ကြုံတွေ့နေရတဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေပေါ့အခုလက်ရှိဖြစ်နေတဲ့စီးပွားကြုံတွေ့နေရတဲ့စီးပွားပိုင်းတွေကနေအနှဲငယ်ပိုတက်လာမှာเนาะအနှဲငယ်လက်ရှိတက်ပိုပြီးတော့အားကောင်းလာလိမ့်မယ် ။ဒါပေမဲ့ကံကြမ္မာရဘလိုမျိုးဖြစ်လဲဆိုတော့ဒီနေ့မှအင်္ဂါသားသမီးတွေကဘာပဲဖြစ်ဖြစ်နှစ်ကြိမ်တစ်ခါဖြစ်မယ်။ဘာပဲဝင်ဝင်နှစ်ကြိမ်တစ်ခါဝင်မယ်။ဘာပဲလောရလောရနှစ်ကြိမ်တစ်ခါလောရတက်တယ်။တခုခုဝင်မဲ့ပစ္စည်းဆိုလည်းနှစ်ခါဝင်မယ်။ထွက်မဲ့ပစ္စည်းဆိုလည်းနှစ်ခါထွက်နိုင်တယ်။လုံမဲ့အရာတွေဆိုလည်းနှစ်ခါလုံမအောင်မြင်မယ်။တစ်ကြိမ်တစ်ခါတည်းမပြီးပြတ်ဘူး။နှစ်ကြိမ်တစ်ခါပြုလောရတက်ပါတယ်တဲ့နော်။အဲ့လိုမျိုးပေါ့။ အဲ့တော့ဒီနေ့ပိုင်းထဲမှာဆိုရင်အရာရာမှာဆုံးဖြတ်ခက်ခဲစေတဲ့အကြောင်းအရာလေးတွေပေါ်မယ်ပေါ့နော်အဲ့တော့ဆုံးဖြတ်ဖို့ခွဲတဲ့အကြောင်းအရာလေးတွေပေါ်မယ်စိတ်နှခွပြစ်စရာအကြောင်းလေးတွေလည်းပေါ်လာနိုင်တယ်ပေါ့နော်အနာဂတ်စီးပွားရေးအတွက်တွေးတော့ပူဝင်နေရတာမျိုးတွေလည်းကြုံတွေ့ရနိုင်တယ်နော်ကိုယ့်ရဲ့အနာဂတ်မှာစီးပွားရေးအတွက်နော်ပူဝင်နေရတာမျိုးတွေးတော့နေရတာမျိုးရှိမယ်ဒီနေ့အတွက်လုပ်ငန်းစီးပွားပိုင်းတွေမှာအပြိုင်ဆိုင်တိုက်ခိုက်တွေများမဲ့ ်နှစ်ဖြစ်တယ်ပြန်ဆိုင်မှုတိုက်ခတ်မှုတွေများမန်းနေရှိရလုပ်ငန်းပိုင်းတွေမှာပေါ့နော်ကိုတခုခုလုံနေပြီပေါ့ဒီစီးပွားရေးလုပ်ငန်းကိုစလုပ်မယ်အဲ့လုပ်ငန်းပိုင်းတွေမှာအပြန်ဆိုင်တွေများမန်းအတိုက်ခတ်တွေပေါ်မယ်ပေါ့ဒီလိုမျိုးလေးတွေရှိမယ် လုပ်ငန်းတစ်တွေဘောတော့စတင်ပြီးလောက်ရတာမျိုးလုပ်ငန်းတစ်တွေကိုတီထွင်ချန်စပြီးတော့လောက်ရတာမျိုးတွေတော့ရှိမယ်ရုပ်တရက်ပေါ်လာတဲ့အခွေလန်းတွေကိုဘောတော့မမိရအာပြောမယ်ဆိုရင်လက်တွေ့အသုံးချမှုဖြင့်အောင်မြင်မှုတိုးတက်မှုတွေကြုံရတတ်ပါတယ်တဲ့မမိကိုအမျိုးသမီးတူတယောက်ကအကူအညီထောက်ပံ့ကောင်းနေဒီနေ့မှရရှိမယ်เนาะအမျိုးသမီးတူတယောက်ကအကူအညီထောက်ပံ့နေမိတ်ဆွေခေါင်းဝယ်အကူအညီထောက်ပံ့နေရရှိတာမျိုးတွေကြုံတွေ့ရလိမ့်မယ်เนาะအဲ့တော့မမိတို့ဒီနေ့ပိုင်းထဲမှာဆက်တူရှယ်ယာလုပ်ငန်းတွေဆိုရင်လုပ်လို့ရ ပါဗျ။အဲ့တော့ဆက်တူရှယ်ယာလုပ်ငန်းလုပ်မယ်ဆိုရင်ကြာတာပေးသားသမီးနောက်ပြီးတော့ဒီစနေသားသမီးပေါ့နော်အဲ့ဒီနေသားသမီးနဲ့ဆက်တူရှယ်ယာလုပ်ငန်းတွဲလုပ်လို့ရပါတယ်နော်။အဲ့တော့ဒီနေ့မှလုပ်ငန်းတွေလုပ်မဲ့သူတွေကဘယ်လိုလုပ်ငန်းတွေအကျိုးပေးနေလဲเนาะဒီလက်ရှိဒီနေ့မှာအကျိုးပေးလုပ်ငန်းလေးတွေကိုပြောပြပါမယ်။အင်္ဂါအနေနဲ့ပတ်သက်တဲ့လုပ်ငန်း၊စနေနဲ့ကြာတာပရိနာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဲနောက်ပြီးတော့တောင်းချာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပြုတာပေါ့เนาะ အဲ့တော့အင်ခါနန်းဘာလုပ်ငန်းနေလဲဆိုတော့စားတောက်ကုန်လုပ်ငန်းစတိုးဆိုင်ဆန်စီဆေးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းနေနောက်ပြီးတော့ကြာတာပရင်းနဲ့နေဖြစ်တဲ့ပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းအတက်ပညာဉာဏ်ပညာမွေးမြူရေးနဲ့ပတ်သက်တာပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းနေအထည်လုပ်ငန်းနေစနေနေ့နေဖြစ်တဲ့နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းဤပညာလုပ်ငန်းအထည်လုပ်ငန်းဒက်စီဒီဇယ်ထမင်းဆိုင်ထီဆိုင်လုပ်ငန်းနေနောက်ပြီးတော့ နောက်ထပ် hotel နဲ့ခီးသွားလာ í လုပ်ငန်းသွတ်တန်တစ်လုပ်ငန်းတွေပေါ့နော်အဲ့တော့သွတ်တန်တစ်လုပ်ငန်းတွေ hotel နဲ့ခီးသွားလာ í လုပ်ငန်းလေးတွေအချို့ပြုလာနိုင်တယ်ဒီလုပ်ငန်းလုပ်နေတဲ့သူတွေကလည်းလုပ်ငန်းစီးပွားတိုးတက်မယ်လုပ်ငန်းသစ်စတင်မယ်သူတွေကလည်းဒီလုပ်ငန်းတွေလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ရန်ဝဲမှာထွက်ပြီးတော့လုပ်ငန်းစီးပွားလုပ်ရတာမျိုးတင်းတင်းတကျထွက်ပြီးလုပ်ငန်းစီးပွားလုပ်ရတာမျိုးတွေကြုံတွေ့ရနိုင်မယ်ပေါ့နော်ရန်ဝဲနဲ့ဆက်သွယ်တဲ့လုပ်ငန်းလေးတွေလည်းအဆင်ပြေမယ်နော်အဲ့တော့သွားဆရာကိစ္စလေးတွေခီးကိစ္စလေးတွေပေါ်လိမ့်မယ်လုပ်ငန်းပိုင်းတွေမ ှာတော့စိတ်ပင်ပန်းလူပင်ပန်းတော့ကြုံရလိမ့်မယ်ပေါ့နော်ကိုကလုပ်ငန်းလုပ်နေတဲ့ကာလပိုင်းလုံးမှာစိတ်ပီစီမှုတွေများမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအပြိုင်ဆိုင်လေးတွေများပြီးတော့စိတ်ပင်ပန်းမယ်နော်အဲ့တော့မိမိတို့ကဝန်ထမ်းနေဆိုပါဆိုမိမိတို့ကဝန်ထမ်းလုပ်နေတဲ့အစိုးရဝန်ထမ်းပဲလုပ်လို့ပုတ်ကလစ်ကဝန်ထမ်းပဲလုပ်လို့ပေါ့နော်အဲ့တော့လုပ်ငန်းအလုပ်နေရအပြောင်းရွှေ့အပြောင်းလဲကိစ္စတွေပေါ်မယ်လုပ်ငန်းမှာဖိအားဖိအားများမယ်အတိုက်ခံတွေများမယ်ရန်များမယ်ပေါ့နော်ကိုယ်မနာလိုတာတွေတိုက်ခိုက်တာတွေများနေလိမ့်မယ် เนาะအကြောင်းတတိထားပေးပါနောက်ပြီးတော့လူယုံဒုက္ခပေးတာမျိုးလေးတွေရှိလာနိုင်တယ်အဲ့တော့တတိထားပေးပါအဲ့တော့လုပ်ငန်းပြောင်းရွှေ့ပြောင်းလဲကိစ္စတွေပေါ်မယ်ယာရုလားစတော့တိုးလာနိုင်တယ်ပေါ့เนาะအဲ့လိုမျိုးပြောင်းရွှေ့မှုပြောင်းလဲမှုတွေကလုံးလို့ရပါတယ်เนาะပြောင်းရွှေ့မှုပြောင်းလဲမှုလုံးလို့ရတယ်အဲ့တော့တပိုင်းတိုင်းကိုပိုင်းလုပ်ငန်းလေးတွေနဲ့တွဲလုပ်ပါเนาะစီးပွားရေးအရာတပိုင်းတိုင်းလုပ်ငန်းလေးတွေတွဲလုပ်နိုင်မှသာအဆင်ပြေမယ်ပေါ့เนาะအဲ့လိုမျိုးကိုကဝန်ထမ်းတစ်ခုလည်းလုပ်နေတယ်ဆိုရင်တော့စီးပွားရေးအရာအခက်အခဲလေးတွေကြုံတွေ့ရနိုင်တယ်ထို့ကြောင့်တပိုင်းတိုင်းလေးတွေတွဲလုပ်နိုင်တော့ ပို့ပြီးအားကောင်းပါလိမ့်မယ်နော်။နောက်ပြီးတော့မိမိတို့အနေနဲ့ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေပေါ့နော်။ရောင်းဝါးကောင်းနေလိမ့်မယ်။ဒါပေမဲ့တချို့လားတွေမှာရောင်းဝါးကြတာမျိုးတွေတော့ရှိမယ်။စိတ်ကိုအေးအေးထားပြီးလုပ်ပါပေါ့နော်။တမာစည်းဝါးကြတဲ့လုပ်ငန်းလေးနဲ့စီးပွားရေးတွဲလုပ်ပါလောဘဒေါသမောဟနဲ့လုပ်ငန်းစီးပွားလုပ်ပါကပျက်စီးတတ်ပါတယ်တဲ့။ထို့ကြောင့်စီးပွားရေးလုပ်တဲ့နေရာမှာစိတ်ကိုအေးထားပြီးလုပ်ပါလောဘကြီးလို့မရဘူးပေါ့နော်။အဲ့လိုမျိုးအဲ့တော့မိမိတို့အနေနဲ့ပေါ့နော်။ဒါကိုကလောဘကြီးပြီးတော့လုပ်နေတယ် ထန်လန်းနီနဲ့အဲစီးပွားရေးလုပ်နေတဲ့သူတွေကန်ညန်းနဲ့လာတွေမှာ ထိုးကြတတ်တဲ့ဘဝပြတ်တတ်တဲ့အတွက်เนาะအဲဒါကြောင့်မလို့ခံလန်းနီးနဲ့ဒါစီးပွားရေးလောက်တာတွေကရှောင်ပေးရမှာပါเนาะအဲ့တော့လုပ်ငန်းစီးပွားပိုင်းနေပေါ့เนาะဒါအယောင်ဝယ်လုပ်ငန်းတွေလုပ်နေတဲ့နေရာမှာလောဘကြီးလို့မရဘူးเนาะလောဘဒေါသမောဟနဲ့လုပ်လို့မရဘူးစိတ်ကိုအေးအေးထားပြီးတော့အယောင်ဝယ်လုပ်ပါအယောင်အယောင်ဝယ်လုပ်တဲ့နေရာမှာမိမိတို့အနေနဲ့ပေါ့เนาะအာဒါယာတိပေါ်လိုက်တီးနှံလေးတွေပေါ့เนาะယာတိပေါ်အတိုင်းယောင်ဝယ်လေးတွေနဲ့တွဲလုပ်သွားမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ပေါ့เนาะ ဲ့တော့ဒီတနေ့လုံးမှာစီးပွားရေးခန္ဓာတွေလုပ်ငန်းပိုင်းတွေမှာ တော့ကြည့်လိုက်တဲ့အခါမှာတော့တိုးတက်လာမှုတော့ရှိမယ်ဒါပေမဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေအားများမယ်နော်အလောဘကြီးလို့မရဘူးအားလေတော့တတိထားမယ်လုပ်ငန်းစီးပွားပိုင်းနဲ့တူကာမကုသိုလ်လေးတွေဘာသာတရားလေးတွေနဲ့ရှင်တွဲပြီးတော့ပြုလုပ်ပြောဆိုပါနော်အမြဲတမ်းပဲ အဲကိုကကောင်းမှုပြုပြီးတော့ဘဝကိုဖြတ်သန်းပေါ့နော်နေ့စဉ်မှာဒီနေ့တစ်နေ့တာအကုန်ဆုံးသွားပြီဆိုကောင်းမှုတစ်ခုငါဘာလို့ပြပြလဲဒီလိုမျိုးကိုကိုကိုပြန်နေသုံးသက်ပြီးတော့ဒီစီးပွားရေးခန္ဓာလေးမှာတွဲလို့ပါနော်အဲ့တော့ကုသိုလ်ရေးဘာသာရေးအားနည်းရင်ကံတရာမှိမ့်မယ်ဆန်းကြမယ်ခက်ခဲမှုတွေကြုံတွေ့ရမယ်အဲ့တော့လုပ်ငန်းစီးပွားပိုင်းနဲ့တူဒါနသီလကောင်းမှုကုသိုလ်တွေမပြတ်နဲ့မပြတ်ဖက်နဲ့ဖြတ်သန်းမယ်ဆိုရင်ခက်ခဲမှုတွေလွတ်မြောက်နိုင်တယ်နော် နောက်ထပ်မိမိတို့အနေနဲ့ငွေကြေးကဏ္ဍလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့အတွက်ငွေကြေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာငွေဝင်လန်းလေးတွေပေါ်လာမယ်ပေါ့နော်။ဝင်ငွေအဆင့်နော်လုပ်ငန်းအဆင့်တိုးတက်တာမျိုးဝင်ငွေအဆင့်တက်လာတာမျိုးရှိမယ်။မမျော်လင့်ထားတဲ့နေရာနေပြီးတော့ငွေဝင်လန်းလေးတွေပေါ်လာတာမျိုးတွေငွေဝင်တာမျိုးတွေရှိလာနိုင်တယ်ပေါ့နော်။ကိုမထင်မထားတဲ့နေရာနေပြီးတော့ဝင်လာတတ်တာပေါ့။ဒါပေမဲ့လည်းမိမိကငွေကိုကိုကိုတိုင်းငွေသုံးများနေတာမျိုးသူတို့ဘာအောင်ငွေကြေးထောက်ပံ့မှုကြောင့်ငွေပြန်ထွက်တာမျိုးလေးတွေတော့ရှိမယ်ပေါ့နော်။ အလက်ရှိနှစ်မှာငွေရဘလို့ပြောရမလဲအဖက်ဖက်ကနေပြီးတော့ရှာဖွေနိုင်တော့ပို့ပြီးအားကောင်းတယ်ငွေကတော့ဝင်နေတယ်ပေါ့ဒါပေမဲ့ဝင်နေတဲ့အတိုင်းသာနေနဲ့တော့เนาะဒါကိုကရက်နေလို့မရဘူးလက်ရှိမှာဝင်ဝင်လန်းလေးတွေပေါ်လာနိုင်တဲ့အတွက်အဖက်ဖက်ကနေရှာဖွေနိုင်ပို့ပြီးအားကောင်းတယ်ပေါ့เนาะလားစင်ဝင်ငွေတဲ့နေ့စင်ဝင်ငွေကိုပို့ပြီးအားအားပြုပါ နော်လမ်းစဉ်ဝင်ဝင်တဲ့နေ့စဉ်ဝင်ကိုပို့ပြီးအားပြုပါအဲသို့မှသာငွေကြေးပို့ပြီးအားကောင်းလာမယ်နော်ငွေကိုတတိထားသုံးချွေတာသုံးမယ်ပေါ့နော်အဲ့လိုစီကံတကြသုံးဆွဲနိုင်မှနော်ငွေရေးကြေးရမြဲမယ် နော်ထို့ကြောင့်ငွေရေးချင်းနဲ့ပတ်သက်ပြီးတော့အဓိက နော်လောင်ကစားပြုလုပ်တာမျိုး ဖြန့်လန်းနည်းနဲ့ဝေရှာတာမျိုးနော်အမခန္ဓာမျိုးလေးတွေဒီနေ့မှရှောင်ပေးရပါလိမ့်မယ်။ကိုယ်ဟာချင်းငါထိုင်းနဲ့ပြင်ရဖို့ခက်ခဲတာမျိုးကြံ့ကြာတာမျိုးငွေကိုအကြောင်းပြုပြီးတော့စကားများတာမျိုးရံပေါ်တာမျိုးတွေရှိလာနိုင်သလိုငွေလူလိန်ခံရတတ်တယ်နော်အဲဒါကြောင့်ဒီနေ့မှငွေရေးချင်းနဲ့ပတ်သက်ပြီးတော့သတိထားရပါလိမ့်မယ်။ နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပြောပြပါမယ်။အဲ့တော့လက်ရှိနှစ်မှာဆိုရင်ငါသားသမီးတွေရဲ့လူမှုရေးကဏ္ဍလေးတွေပတ်သက်ပြီးတော့နော်အနှဲငယ်ပေါ့။အော်အားနဲ့အားနဲ့စေတတ်တယ်။နော်လက်ရှိဒီနေ့မှာကန်စလာရှိတဲ့အခါမှာအားနဲ့စေတတ်တယ်ပေါ့နော်။အဲ့တော့မမီတို့ရဲ့လုပ်ငန်းပိုင်းမှာရောပတ်ဝန်းကျင်မှာရောအပြိုင်ဆိုင်တွေရှိရယ်။နော်ကိုယ်တိုက်ခိုက်တာလေးတွေရှိတယ်၊မနာလိုတာလေးတွေရှိရယ်ပေါ့နော်။အော်တခါတရံနဲ့မမိကစကားပြောဆိုမတတ်မှုကြောင့်သူတို့ကအညိုတိထတတ်တယ် စကားပြောရတဲ့မှာတတိထားပါเนาะလူမှုပေါင်းသင်းဆက်ဆံရေးမှာတင့်တယ်များတတ်တာပေါင်းသင်းဆက်ဆံပေးပါအဲ့တော့ ိုထက်ငယ်လဲလူဆိုတဲ့မောင်လေးညီမလေးရွယ်သူဆွေးနဲ့လေးလေးဆာဆာကြည့်တဲ့လူဆိုတဲ့ချိုချိုသားသားယဉ်ကျေးပြုငါသာပြောဖို့လိုအပ်ပါလိမ့်မယ်မိမိစကားပြောဆိုမတတ်မှုကြောင့်အညိုတေထထတဲ့အတွက်လဲစကားပြောဆိုရင်းနဲ့မှအထုကယူဆိုင်ပါเนาะအဲ့တော့မိမိကအတော့စိတ်မြတ်တဲ့ရှူရှူတိုင်းတိုင်းပြောတတ်တဲ့အတွက်လဲစကားပြောမှားတတ်တယ်ပေါ့เนาะအမျိုးသမီးတူတယောက်နဲ့ပြဿနာတက်တာလေးတွေရှိမယ်အဲ့ရောင်ကယူဆိုင်ပါเนาะပြဿနာပေါ်လာနိုင်တယ်အဲ့တော့မိတ်ဆွေကောင်းအနေနဲ့တွေ့နိုင်တယ်ပေါ့เนาะမိတ်ဆွေကောင်းနေเนาะဆရာကောင်းအနေနဲ့တွေ့နိုင်တယ်လူယုံတတိထားပေါ့เนาะကိုကိုကိုအ ပို့ပြီးတော့အရာရာပြုလို့ပြောဆိုပါနော်အဲ့တော့စိတ်ဆရာကိုပြုလို့ပြောဆိုတာလေးတွေရှောင်းပါအဲ့ဒါဆိုရင်ဒါလူမှုပေါင်းတဲ့ဆက်ဆံရေးကဏ္ဍလေးတွေမှာသတိထားပြောဆိုဆက်ဆံရေးအရာအစဉ်ပြေးလိုက်မယ်နော်အဲ့တော့စိတ်နဲ့မှမပြုလို့ပြောဆိုခြင်းဒီနေ့မှာအထူးရှောင်းပေးပါ နောက်ထပ်ကျမ်းမာရေးကဏ္ဍလေးတွေပြပြပေးသွားမယ်ဒီနေ့လက်ရှိနေ့နဲ့ပတ်သက်ပြီးတော့ဒီနေ့မှာအင်္ဂါသားသမီးတွေအကျမ်းမာရေးကဏ္ဍလေးတွေမှာအနေငယ်တော့ခြူချစေတတ်ပါတယ်မကြခဏဆူဆူလို့ဥကောင်းမရှိတာလေးတွေအောင်ကျော်အားနေတာအိတ်မပြောတာမျိုးလေးတွေတွေ့တတ်တယ်ဖြစ်လာတတ်တယ်ပေါ့နော်အတွေးများနေတာမျိုးလေးတွေဖြစ်နေတတ်တယ်လေးအောင်တာအဆိုင်လေးအောင်တာနော်စီးနဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တာလေးလည်းဖြစ်တတ်တာပေါ့နော်နောက်ပြီးတော့ခြေလက်ထိခိုက်တဲ့တတာလေးတွေရှိမယ်အသေးစားအက်ဆီဒန့်လေးတွေပေါ်မယ်အဲကြောင့်မလို့သတိထားပါဆိုင်ကဲက ကားမောင်းတဲ့နေရာမှာစီးတဲ့နေရာမှာအထူးသတိထားပေးပါနော်နောက်ထပ်အသက်ကြီးပိုင်းလေးတွေပေါ့အသက်ကြီးပိုင်းလေးတွေကတော့စီကြိုသေးကြိုလေးတွေဖြစ်တတ်တာမျိုးအကျော်အားနေတာမျိုးခေါင်းမကြည်တာမျိုးလေးတွေပေါ့နော်ဒါမကြမကြဖြစ်နေတတ်တယ်အဲတခါတရံမူးမောရင်တုံနာလေးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အစားမားပြီးတော့လည်းဖြစ်တတ်တဲ့အတွက်အသက်ကြီးပိုင်းလေးမှာလည်းကျဲမာရေးခန္ဓာလေးကိုနည်းနည်းလေးသတိထားပါတခါတရံဆေးတို့ဆေးတောက်လောက်ရတာဆေးခန်းပြန်နေရကြုံရမယ်နော်အသက်အန်နဲ့စိုးရင်ကြတော့မရှိပေမဲ့နင်းငယ်တော့ခြူကြတာမျိုးလေးတွေ ော့ရှိတတ်တာပေါ့နော်ထို့ကြောင့်ကျန်းမာရေးခန္ဓာလေးတွေနည်းနည်းသတိထားပါကျန်းမာရေးအတွက်ငှက်ကလေးတွေလွတ်တာမျိုးရေလူဆေးလူတာလေးတွေမကြမကြပြုလုပ်ပေးပါနော်နောက်ထပ်အိမ်တွင်းအိမ်နောင်ရေးခန္ဓာလေးတွေပြပြပေးသွားပါမယ် အဲ့တော့လက်ရှိဒီနှစ်အတွက်အိမ်တွင်းအနောင်ရေခန္ဓာလေးတွေမှာဆိုရင်စိတ်ညစ်စရာလေးတွေနေငယ်ရှိနေပါလိမ့်မယ်။အိမ်တွင်းမှာအတိုက်ခံလေးတွေပေါ်မယ်မိသားစုရေးမှာအကြီးအကျယ်ပိုင်းနေနဲ့အဆင်မပြေမှုလေးတွေရှိနေတတ်တယ်။မိမိအိမ်နောင်ဘက်နဲ့တန်တဲ့ပွားစရာလေးတွေပေါ်လာနဲ့ပေါ်လာလိမ့်မယ်။တစ်ခါလေမိမိအိမ်နောင်ဘက်ကအကျိုးပေးမှုကိုလည်းခံရတတ်တယ်ပေါ့နော်။အိမ်အောင်ရေးမှာဗမုတ်တဲ့ပြဿနာနည်းနဲ့လဲသူတို့ခုံးကိုတို့ခုံးစကားများတရားနည်းမှန်မာနာလေးထားနေတတ်တယ်။ เนาะ तू လည်းရှောင်မပေးကိုလည်းရှောင်မပေး तू တခုံးကိုတခုံးဒီလိုမျိုးလေးတွေတရားနဲ့တရားပေါ့เนาะအာအဲ့လိုမျိုးပေါ့အရှောင်မပေးရှောင်မပေးနဲ့ရံများနေတာမျိုးတွေရှိနေတဲ့အတွက်အရှောင်ပေးရှောင်မပေးလက်တွဲနိုင်မှာအဆင်ပြေလိမ့်မယ်ပေါ့เนาะအိမ်တော်ရင်းမှာအပျော်အပားမတားမျိုးအတော်စားရှိတာမျိုးဆိုရင်ရံများတတ်ပါတယ်တဲ့เนาะအပျော်ပါအတော်စားရှိတဲ့သူတွေဆိုရင်စိတ်ညစ်စရာကြီးကြုံရလိမ့်မယ်အိမ်တွင်းရေးမေးချမ်းပဲဖြစ်ပေါ်တတ်တယ်ပေါ့เนาะအပူများစေတတ်တယ်အခိုင်မသိရင်ပေါ့เนาะအိမ်တွင်းရေးအိမ်တော်ရေးကွဲကွဲကိန်းပြက်ကိန်းလေးတွေကြုံ ဝနိုင်တယ်ထို့ကြောင့်အပျော်ပါတောက်စားရှောင်ပေးရမှာဖြစ်ပါတယ်အမျိုးသမီးနောက်ဆက်လေးတွေဝင်လာနိုင်တယ်အဲ့ဒါလေးတွေအထူးရှောင်ပေးပါနော်နားလည်မှုနဲ့သစ္စာရှိရှိနဲ့အလျှော်ပေးရှုံမှုတွေတွဲပါအေးချမ်းလာပါလိမ့်မယ်နော်နောက်ထပ်ငရေသူတွေအတွက်မေတ္တာဧကနာလေးတွေပြပြပေးသွားပါမယ်။အဲ့တော့မေတ္တာဧကနာလေးတွေကြီးလိုက်တဲ့အခါမှာမိမိတို့ရဲ့လက်ရှိဒီနေ့မှာမေတ္တာဧကနာလေးတွေမှာအဆိုးကောင်းထွန်းတွဲနေတဲ့အနေထားလေးတွေရှိရပေါ့နော်။အဲ့တော့ sense of point နေလိမ့်မယ်။ မိမိတို့အနေနဲ့ကတော့ငယ်သူလေးတွေအတွက်ကတော့စမ်းပွင့်မယ်ကိုယ့်ကိုစိတ်ဝင်စားတဲ့သူတွေကြုံရှိနေလိမ့်မယ်တလဲရှိဒီနေ့ပိုင်းထဲမှာသဘောကျတဲ့သူတွေပေါ့နော်အဲ့လိုမျိုးလေးတော့ရှိနေလိမ့်မယ်အဲ့တော့မိမိတို့အနေနဲ့ပေါ့နော်စမ်းကဘလို့ပွင့်တော့ပွင့်တယ်တချို့လားတွေမှာလည်းစမ်းပြောင်းကြမယ်နော်အဲ့လိုမျိုးလေးရှိရဲ့ ဲ့တော့ငရဲသူတွေတက်ကမမိရဲ့ပေါ့နော်စိတ်ကိုအလိုလိုက်လို့မရပါဘူးတဲ့နော်အဲ့တော့ဦးနှောင်းနဲ့ပဲရွေးချယ်ရပါလိမ့်မယ်တဲ့အချင်းကအထင်နဲ့မြင်လွဲမှနေတတ်တဲ့ပေါ့နော်အဲ့တော့အစာပိုင်းမှာတော့ချစ်စခင်စားကျင်နာစားမှအဆင်ပြေပြီနောက်ပိုင်းမှာအဆင်မပြေမှုတွေရှိမယ်စိတ်သဘောထားကွဲလွဲမှုတွေတဲ့ထင်နဲ့မြင်လွဲမှမှုတွေတွေရှိနေတဲ့ပေါ့နော်အဲ့လိုမျိုး ချစ်သူမရှိတဲ့သူလေးတွေကတော့ချစ်သူကြီးစားရမယ်ဒါပေမဲ့တည်မြဲဖို့အတွက်ကမတေချာတဲ့အနေအထားလေးတွေရှိမယ်အခြေအပိုင်းမှာအနေငယ်ပေါ့နော်ဒါဆန်တဲကြကန်စတာအနေအမြင့်နေနဲ့ရှိနေလိမ့်မယ်အဲ့တော့ချစ်သူစုံတွဲတွေအနေနဲ့ကမမိချစ်သူကြောင့်စိတ်ပင်မဲတတ်တယ်မမိချစ်သူကမိမိပေါ်ကျင်နာမှုပေါ့နော်ဒီအလေးထားမှုအားနည်းနေတတ်တယ်ပေါ့နော်နှူးကြတဲ့မှာအနောက်ရှက်ဒါးစည်းလေးဝင်လာနိုင်တာလေးတွေရှိမယ်အခြေဆရာရှုပ်တာလေးတွေဖောက်ပြင်တာလေးတွေဖြစ်လာပါကပေါ့နော်မမျှော်လင့်ထားတဲ့ပြဿနာလေးတွေ တက်မယ်ပေါ့เนาะထို့ကြောင့်အခြေပိုင်းလေးမှာပေါ့အော်တခါတရံပေါ့မိမိညှော်လင့်ထားသလိုမဖြစ်နေပဲလွဲချော်နေတတ်တဲ့ပြဿနာလေးတွေအနေငယ်ရှိလာတိုင်းနဲ့ပေါ့เนาะနားလည်မှုနဲ့သစ္စာရှိရှိဖြတ်သန်းမှာเนาะအဲ့တော့အခြေခံနာလေးတွေမှာเนาะဒီစမ်းပွင့်တဲ့လားတွေမှာလည်းအဲ့လိုမျိုးကိုယ်ကိုစိတ်ဝင်စားတဲ့သူတွေပေါ့เนาะပေါ်များနေတဲ့ရွေးချယ်ခက်ခဲတာမျိုးတွေရှိမယ်ဆုံးဖြတ်အဲခက်တာမျိုးရွေးချယ်ခက်တာမျိုးတွေအကြုံတွေ့ရနိုင်တယ်ပေါ့နော်အဲ့တော့အဓိကတော့ကိုက အာပြောမယ်ဆိုရင်ဒီနှလုံးသားနဲ့မမေးချဲပဲနဲ့ဦးနှောင်းနဲ့ရွေးချဲပါမမေးချစ်တဲ့သူထက်အဲမမေးကချစ်တဲ့သူထက်မမေးကိုချစ်တဲ့သူကိုရွေးချဲပါနော်အာကိုကရွေးချမ်းမဲ့နေထားမှာရုပ်လာတဲ့သူထက်စိတ်လာတဲ့သူကိုရွေးပါချမ်းသာတဲ့ချမ်းသာတဲ့သူထက်အီချင်းရှိတဲ့သူကိုရွေးချယ်နိုင်မှာ ိုပွားအတွက်ရရာအေးချမ်းနိုင်ပါလိမ့်မယ်ထို့ကြောင့်အရှေ့ပိုင်းဒီမှာအရန်ကြီးကိုဒါကိုကစိတ်မနစ်ဖဲနဲ့ပပပပါထားပါเนาะဒါဆုံးဖြတ်ချက်ချတဲ့နေရာမှာအဓိကဦးနှောင်းနဲ့เนาะတေချာရွေးချယ်ဆုံးဖြတ်ပါအရရာအဆင်ပြေလိမ့်မယ်ပေါ့เนาะအဲ့တော့ဒါမိတ္တာရေခန္ဓာလေးတွေပေါ့ နောက်ပြီးတော့ဒီနေ့ပိုင်းထဲမှာပညာရေးခန္ဓာလေးတွေကိုပြပြပေးသွားပါမယ်เนาะပညာရေးခန္ဓာလေးတွေကလက်ရှိဒီနေ့ပိုင်းထဲမှာပညာရေးကတိုးတက်လာစေမယ်ဆရာကောင်းတွေနဲ့တွေ့မယ်ဆရာကောင်းတွေအတင်ကြားပြသမှုကြောင့်ဘူသုဒ္ဓတိုးပွားမယ်အတတ်ပညာဉာဏ်ပညာကောင်းတွေရရှိမယ်ပေါ့เนาะသင်တန်းကိစ္စလည်းပေါ်မယ်တက်ပါမိမိဘဝအတွက်အထောက်အကူပြုမယ်သင်တန်းတွေရှိမယ်စာမူဝဲတွေဖြည့်ဖို့ရှိရင်လည်းအဆင်ပြေနိုင်မယ်အောင်မြင်နိုင်တဲ့ကံကြမ္မာမျိုးရှိရဲပေါ့เนาะဒါပေမဲ့ပညာရေးပိုင်းတွေမှာအနောက်ရှယ်လေးတွေအခက်အခဲလေးတွေရင်ဆိုင်ရမယ်เนาะထို ရာတွေကျော်လွှားနိုင်တော့အဆင်ပြေမယ်ပေါ့နော်အဲ့တော့ခက်ခက်ခက်ခဲတော့ကြိုးစားရမယ်နောက်ကနေထောက်ပံ့မှုလေးတွေအနေနဲ့အားနည်းလိုက်မယ်ပေါ့မိမိကိုယ်တိုင်ကံဆွမ်းညံဆွမ်းနဲ့အားစိတ်ထုတ်ပြီးကြိုးစားမယ်ဆိုအရာရာအောင်မြင်မှုရရှိမယ်နှစ်ပေါ့ပညာရေးရလက်ရှိနှစ်မှာအရန်အားကောင်းပါတယ်ပေါ့နော်ပြည်တွင်းတက်ပညာကောပြည်ပတက်ပညာကိုသင်ကြားမယ်ကံစရာလေးရှိနေပါတယ်နော်ဒီနေ့ပိုင်းထဲမှာနောက်ထပ်ပြီးတော့နိုင်ငံခြားကံနဲ့ပတ်သက်တာလေးစင်မပြပြပေးသွားမယ် အဲ့တော့ဒီနေ့မှာဆိုရင်နိုင်ငံခြားကဏ္ဍပတ်သက်ပြီးတော့နိုင်ငံခြားကအားကောင်းနေတယ်ပေါ့နော်အားကောင်းနေတယ်ပြည်တွင်းပြည်ပခီးလေးတွေရှိပါတယ်ခီးရှည်ရောခီးတို့တွေရောရှိမယ်ခီးစင်လေးတွေမှာပေါ့အနိုင်ငံအခက်အခဲလေးနဲ့ကြုံတွေ့ရလိမ့်မယ်ပေါ့နော်အခက်အခဲလေးနဲ့ကြုံတွေ့မြောအဆင်ပြေမယ်တနေ့တစ်ရက်ထွက်ပြီးတော့ရရပြုလုပ်နိုင်ရင်တော့အဆင်ပြေနိုင်တယ်ပေါ့နော်အဲ့တော့လုပ်ငန်းပိုင်းနဲ့တော်လကောင်းပေါ့နော်ဒါပညာရေးနဲ့တော်လကောင်းနိုင်ငံခြားအထွေရဖို့ လမ်းချောင်းပေါ်တာမျိုးအခွင့်အမ်းတွေပေါ်တာမျိုးထွက်ရတာမျိုးတွေရှိမယ်။ဆောင်းဆိုင်နေတဲ့ခီးစင်နေတဲ့သတင်းကောင်းကြတာမျိုးတွေရှိမယ်။ဗီဇာ passport ကိစ္စရေးတယ်ပဲအလွယ်တကူရရှိတာမျိုးတွေကြုံတွေ့ရနိုင်တယ်ပေါ့နော်။ဒီနှစ်အတွက်နိုင်ငံခြားခီးတဲ့အားကောင်းနေတဲ့အခွင့်အမ်းတွေနဲ့ပေါ်လာမယ်လို့เนาะကန်ချမာရတွေ့ရတယ်။အဲ့တော့ဒီနေ့ပိုင်းထဲမှာပေါ့နော်ဒါအချိုးပေးအာစမအနေနဲ့အချိုးပေးကာလာလေးတွေအချိုးပေးကနန်းလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့ဒီနေ့ပိုင်းထဲမှာပေါ့နော်အကျိုးပေးကဏန်းလေးတွေရတော့ခွန်ကဏန်း၃ကဏန်း၃ညကဏန်း၆ကဏန်းလေးရတော့အကျိုးပေး lucky ကဏန်းလေးတွေဖြစ်ပါတယ်အကျိုးပေး lucky color လေးတွေရတော့အညိုရောင်အညိုပွင့်လေးတွေအနက်ပွင့်အနက်ရောင်လေးတွေနောက်ပြီးတော့ခဲရောင်လေးတွေ color ရင်းရင်လေးတွေရတော့အကျိုးပေး lucky color လေးတွေဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောနော်ခရီးစဉ်တွေအရေးကြီးသောကိစ္စအဝဝပြုလုပ်ပြောဆိုရမှာဝစ်စင်သုံးပြုခြင်းဖြင့်ကန်စတာပွင့်လန်းစေပါလိမ့်မယ်အဲ့တော့ဒါကတော့ မိမိတို့အနေနဲ့ lucky color လေးတွေပေါ့နော်နောက်ထပ်ဆောင်ရည်ရှောင်းဝန်းလေးတွေပြောပေးပါမယ်အဲ့တော့မိမိတို့အနေနဲ့ပေါ့နော်လက်ရှိဒီနေ့ပိုင်းထဲမှာအတော့ဒါဆောင်ရံလေးတွေပေါ့နော်ဘလိုလိုမျိုးလေးတွေဘွားကိုပေါ့နော်ဒီကံကောင်းဖို့အတွက်ဆောင်ရမလဲဆိုတော့ဆောင်ရံရှောင်းဝန်းလေးတွေကိုပြုတ်ပေးမယ် အဲ့တော့ကောင်းမှုတစ်ခုနေ့စဉ်ပြုပြီးတော့ဖြတ်တန်းပေးပါဘာသာရေးမမေ့ပါနဲ့เนาะခင်မုန်းကြီးဆယ်ပါးကိုအမြဲတမ်းပူဇော်ကြတော့ပါအစာအစာရှားပါးတို့စားပြပေးဥတည်ရှားပါးတို့ဥတည်လို့အဝတ်ထည်လှူပါကောင်းမှုတစ်ခုနေ့စဉ်ပြုပါเนาะအမြဲတမ်းလူသွားလမ်းလေးတွေအမိုက်ရှင်းပါเนาะနောက်တော့ဖရာတရားမမေ့ဘဲနဲ့ဘဝကိုနေ့စဉ်နေ့စဉ်ဖြတ်တန်းပေးပါเนาะအဲ့ဒါဆိုရင်ကံကောင်းမှုတွေဖြစ်လာလိမ့်မယ်ပေါ့เนาะရှောင်းရံနေနဲ့ကတော့ဒီနေ့ပိုင်းထဲမှာသူ့တက်တဲ့ချင်းရှောင်း နမလို့အိမ်နောင်ရေးဆရာရှုပ်ချင်းရှောင်းပျော်ပါတောက်စားပြုလုပ်ချင်းရှောင်းပေးပါเนาะအမဲသားစားချင်းရှောင်းပေးပါเนาะဒီနေ့ပိုင်းနဲ့မှာပေါ့အဲ့လိုမျိုးလေးတွေရှောင်းပေးပါအဲ့လိုမျိုးလေးတွေရှောင်းပြီးတော့ဒီတနေ့လုံးဖြတ်တမ်းမယ်ဆိုရင်တော့ခက်ခဲမှုလေးတွေလွတ်မြောက်ပါလိမ့်မယ်နောက်ပြီးဒီနေ့ပိုင်းနဲ့မှာဆိုရင်ပြုလုပ်ရမယ်ကံကောင်းစေဖို့အတွက်မိမိတို့အိမ်မှာကံကောင်းခြင်းတွေရရှိအောင်ပြုလုပ်ရမယ်ရေတရားလေးတွေပျော့ပေးပါမယ်เนาะဒါဖရားရေတရားလေးတွေပြပြပေးသွားမှာဖြစ်ပါတယ် မိမိတို့ကအများအားဖြင့်မိမိရဲ့မွေးနံထောက်မှာပေါ့နော်ကိုယ့်ရဲ့မွေးနံထောက်ဆိုအင်္ကာထောက်မှာ ထီးဖြူအသေးစနစ်လက်နော်အင်္ဂါတော့မတလားတခါအမြဲတမ်းလူပေးပါမိမိအိမ်ဖျားမှာနိုးစွန်းကပ်ပါတသက်လို့စွန်းအမြဲတမ်းကပ်လို့ပါနိုးစွန်းနော်တသက်လို့စွန်းဒါနှင်းစင်ကပ်လို့ရတယ်တပတ်ကိုတစ်ချိန်တစ်ချိန်စည်စနာရှိသူတို့ကပ်လို့ပါပန်းလေးတွေကတော့နှင်းစီပန်းလေးတွေကပ်လို့ပြီးတော့လိုရာဆူတောင်းပေးပါနော်နှင်းစင်မိမိအိမ်မှာပေါ့နော်ဒါလုပ်ငန်းဆောင်တာပြုလုပ်ချင်းအိမ်မှာနေရင်းနဲ့ပဲဖြစ်ဖြစ်အန်ဒီကင်းခါတာလေးတွေတနန်နကုံတက်စိတ်ရွတ်ပါနော်ဘာသာရေးအထူးပြုလုပ်ပြီးဖြတ်တန်းမှာကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါ ါတယ်။နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်အညံလေးတွေမကြရအောင်လက်ရှိနှစ်မှာကန်တရာဇိုးတွေကန်တရာအညံတွေမကြရအောင်မဘာလို့ရမလဲဆိုတော့မိမိတို့ကတကိုးကြီးဖျားတွေမှာတပြည့်စည်ခြေတုပ်ဝေးလေးတွေလှူပါနော်ဖျားရင်မြင်တော့ဖျားဆောင်တဲ့တပြည့်စည်လေးပါနောက်ပြီးတော့ငှက်ကလေးတွေလွတ်ပါနောက်ခင်မွေး၁၀ပါးကိုအမြဲတမ်းပူစောကြော့ပြီးတော့ဖြတ်တန်းမှာအညံလေးတွေပိုင်းပြောင်းမှဒီကိုတော်လေးတွေပြုတ်လုပြီးတော့ ကြုံတွေ့လာမယ့်အញ្ញံလေးတွေပပျောက်ပါသေးဆူတောင်းခြင်းဖြင့်ခက်ခဲမှုတွေတွေအញ្ញံလေးတွေပပျောက်လာပါလိမ့်မယ်เนาะဒါဒီတလာလုံးအတွက်အင်္ဂါသာသမီတွေရဲ့ ဆောင်ရံရှောင်ရံလေးတွေနဲ့ပြုလုပ်ရမယ်ရေတရားလေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်ဒီရေတရားလေးတွေပြုလုပ်မယ်ဆောင်ရံရှောင်လေးတွေလိုက်နာပြီးတော့ကျင့်သုံးသွားမယ်ဆိုရင်ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ထို့ကြောင့်ဒီနေ့တွင်မှာအင်္ဂါသားသမီးတွေအစအစအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအနေဘေးတွေကင်ဝေးပြီးစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆမ်မဆောလာနယ်ကနေစုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင် cheio okay.